ဒီနေရာကိုဓမ္မစက်ကြတရားဥဟောဖို့ကြွလာတဲ့အခါမှာပြင်စဝဲကင်ကဥတို့ကနေပြီးတော့မှခီးဥကြုံဆိုတဲ့နေရာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့တို့ဗုဒ္ဓဘုရားရှင်နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်တော့မင်းညနေခင်ကဘုန်းကြီးပြောခဲ့တယ်။ပြောခဲ့တာကဘာလဲဆိုတော့မဟာဗုဒ္ဓဘုရင်အောက်မှာကာယဒေသမှာရှိတဲ့မဟာဗုဒ္ဓဘုရင်အောက်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကမာတ္တဂရတရား၃ခုနဲ့ကဆုံလာပြီးဗုဒ္ဓဟူးနေမှာ ဖယားဖြစ်တယ်လို့ပြောခဲ့ပြီးဖြစ်တယ်။ဖယားဖြစ်ရာနေရာဌာနကနေပြီးတော့မှပန္နင်္ဂတ္တဟဆိုပြီးတော့မှခொနည်းအတင်တင်အဲ့ဒီနေရာမှာတရင်သုံးစံတော်မူတယ်ဆိုတာလည်းပြောခဲ့ပြီးဖြစ်တယ်။အဲ့ဒီကနေပြီးတော့အနိမိတ်တ္တတ္တဟမမိတ်သောမျက်လုံးနဲ့ဟိုးဘော်ဒီဘင်းကိုကြည့်တဲ့နေရာလည်းပဲမနေ့ညနေခင်းက CD အထိတ်မှတစ်ခုနဲ့အဲ့ဒီမှာဘုန်းကြီးပြောခဲ့ပြီးဖြစ်တယ်။အဲ့တော့ယတနာကာရစင်းချင်အဲ့ဒီမှာ စင်ကမတတ္တဟလို့ဆိုရတယ်စင်ကြံလန်းကိုလည်းပဲတတ္တယတတ္တဟအနေအချင်းဘုန်းကြီးတို့ပြခဲ့ပြီးဖြစ်တယ်။နောက်တစ်ခုကစတုထတတ္တဟနဲ့ပတ်သက်လို့ယတနာကာရစာအိမ်မှာဖယားရှင်ကိုတော်မြတ်ကနေပြီးတော့မှအပိဓမ္မာခုနှစ်ချမ်းဆင်ခြင်တဲ့အကြောင်းလည်းပြောခဲ့ပြီးပြီ။အခုကငါးခုမြောက်ဖြစ်တဲ့ငါးခုမြောက်ဖြစ်တဲ့အာသာဘာလတတ္တဟဆိုတာအရှိဖက်ကအစင်းတတဲ့မှာဟိုရှိနေတယ်အဲ့ဒီနေရာမှာအရင်တော့ကညောင်ပင်ရှိတယ်အညောင်ပင်က အာစာဘာလညောင်ပင်လို့ခေါ်ပါလေစိတ်ကြောင်းညောင်ပင်လို့လည်းခေါ်ပါလေစိတ်ကြောင်းသားတွေရဲ့အဲ့ဒီနေရာမှာပျော်မွေ့တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်စိတ်ကြောင်းညောင်ပင်လို့လည်းဆိုလိုတာဖြစ်တယ်အဲ့ဒီနေရာမှာဗုဒ္ဓဘုရားရှင်သရင်သုံးတော်မူတဲ့အခါမှာတဟံပတိမြမကြီးကနေပြီးတော့မှဗုဒ္ဓဘုရားရှင်ကိုတရားဟောဖို့တောင်းပန်တာဖြစ်ပါတယ်တရားဟောဖို့တောင်းပန်ခြင်းအကြောင်းကမြတ်စွာဘုရားရှင်ကိုတော့မြတ်ကဖျက်ဖြစ်လာတဲ့အချိန်ခါမှာဖျက်ဖြစ်လာတဲ့အချိန်မှာဗုဒ္ဓဘုရားရှင်က ဖယားဖြစ်ပြီးတဲ့အချိန်ခါမှာရှင်ရှင်ကြည့်လိုက်တယ်ဖယားတည်ထားတဲ့တရားကအလွန်အင်မတန်မှနဲ့နဲတဲ့ခက်ခဲတဲ့နုညံ့တဲ့ဒိမ်မွေးတယ်ပုဒ္ဒကုတော်တင်ကနေပြီးတော့မှအတ္တကဝါစရာတက်ကီပုဂ္ဂိုလ်တို့ရဲ့ခြံစီအပ်တဲ့တရားတွေမဟုတ်ဘူးဆိုပြီးတော့ကိုတင်ကနေပြီးတော့ဖယားခေါ်တဲ့တရားတွေအနောက်တိုင်းကတသနာတွေးခေါ်ရှင်တသနာတွေတက်ကပေဒနီးတွေနဲ့တိအပ်တဲ့အရာမဟုတ်ဘူးဘာလို့လဲဆိုတော့ ထုတ်ထုတ်သာအလွန်အမတာမှတိဖို့ရန်ခက်ခဲတယ်။ကံပီရနဲ့နဲ့တယ်နိဗ္ဗုဏနူးညံ့တဲ့ဒိန်မွေးတယ်။ဒါကြောင့်အလွန်အမတာမှခက်ခဲနဲ့နဲ့တဲ့ဓမ္မတွေကခက်ခဲနဲ့နဲ့တဲ့ဓမ္မတွေဘာရှိမှသိသလဲဆိုတော့ပန္ဒိတာဝေဒနီယာပညာရှိတို့ဒီသာတိအပ်တဲ့အရာဖြစ်တယ်။တတဝါတွေကိုကြည့်လိုက်တဲ့အခါမှာတတဝါတွေကနေကိလေသာတွေအလွန်ထူပြောများပြားနေတာတွေ့ရတယ် ကိလေသာတွေတိုက်ထူနေတဲ့အချိန်မှာဖယားရှင်တိအပ်တဲ့တရားကအလွန်အမတန်မှနူးညံ့တဲ့တရားကြီးဖြစ်နေတယ်။အဲ့ဒါကြောင့်တရားခေါ်တဲ့အခါကျတော့ငါဖယားခေါ်တရားခေါ်ရင်နားလည်နိုင်တော့ပါဘူး။အကယ်၍များငါဖယားခေါ်လို့နားမလည်ခဲ့ရင်တတ္တဝါတွေကနေပြီးတော့မှတတ္တဝါတွေငါဖယားကိုပြစ်မှတ်လိမ့်မယ်။ဘာတွေပြောချောမသိဘူးဆိုပြီးတော့ပြစ်မှတ်ရင်အပြစ်ဖြစ်လိမ့်မယ်။တရားမခေါ်ပဲနဲ့နေကောင်းပါလိမ့်မယ်လို့ဆုံးဖြတ်တာအဲ့ဒါ ဆုံးဖြတ်တဲ့အခါကျတော့အဲ့ဒီမှာတဟံပတိမြတ်မကြီးကမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့ဆုံးဖြတ်ချက်ချတာကိုသိနိုင်တယ်ဗျာဘုရားရှင်ရဲ့စိတ်အကြံကိုသိနိုင်တယ်မြတ်မကြီးကမြတ်မကြီးကလည်းပဲရိုးရိုးတော့မဟုတ်ဘူးသူယဟန္တာဖြစ်ပြီးတဲ့မြတ်မကြီးဖြစ်ပါလေယဟန္တာဆိုတာကကိလေသာအသောကွာလျောကုန်ခံပြီးတဲ့ယဟန္တာကြီးဖြစ်တဲ့အတွက်အဲ့ဒီတဟံပတိမြတ်မကြီးကနေပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုလာပြီးရှောက်တယ်အဲ့ဒီမှာနတ်တတိ နတ်သတိဝတာဘောလောကလောကဤတော့ပြည့်စည်တော့မှာပဲဖြူလောကဤတော့ပြည့်စည်တော့မှာပဲဘာလို့လဲဆိုဖယားရှင်တရားမဟုတ်တော့ဘူးတဲ့ဖယားရှင်သာတရားမဟုတ်တော့ရင်တော့လောကဤပြည့်စည်တော့မှာပဲလောကဤပြည့်စည်တော့မှာပဲဆိုပြီးတော့တွေးကြောပြီးတော့လူပြည်ကိုဆင့်သက်လာပြီးတော့ဖယားရှင်အနိစ္စချင်းကပ်ပြီးတော့အဲ့ဒီစိတ်ကြောင်းညောင်ပင်ရင်းမှာဖယားရှင်သတင်းသုံးနေတဲ့အခါမှာမြတ်စွာဘုရားကိုလာလျှောက်တယ်အရှင်ဖယားအရှင်ဖယားထင်တယ်လို့လောကကြီးဟာ အတိညာပိတ်ဖုံးပြီးတော့ညာမြင်ကန်းနေတဲ့သူတွေကြီးမဟုတ်ပါဘုရားအတိညာပွင့်လူလူပုံကိုယ်တွေလည်းရှိကြပါသေးတယ်မြတ်စွာဘုရားအကယ်၍အရှင်ဘုရားအနေနဲ့အဲ့ဒီမှာအတိညာပိတ်ဖုံးနေတဲ့အဝိဇ္ဇာပိတ်ဖုံးပြီးတော့လုံးဝမသိနိုင်တဲ့ပုံကိုယ်တွေအတွက်တရားမဟုတ်ဘူးဆိုရင်မဟုတ်ပဲနေနိုင်ခွင့်ရှိပါတယ်ဘုရားဒါပေမဲ့လို့အတိညာပွင့်လူလူဖြစ်နေကြတဲ့တတ္တဝါအမြတ်ကိုအရှင်ဘုရားတို့ပုံကူမြို့မှာတရားမဟုတ်ဘူးဆိုရင် ဘလူလုတ်ပြီးတော့တရားသိနိုင်တော့ဗာမလဲမြတ်စွာဘုရားအရှင်ဘုရားအရှင်ဘုရားတရားဟောတော်မူပါအရှင်ဘုရားဟောတဲ့ဓမ္မတွေတတဝါတွေကိုကြားနာကြားသိရတဲ့အချိန်ခါကာလမှာဘုရားရှင်ကဟောတဲ့ဓမ္မတွေကြောင့်အပယ်လေးပါးတကားဘိတ်ပြီးတော့နိဗ္ဗာန်တကားပွင့်ပါလိမ့်မယ်မြတ်စွာဘုရားဒါကြောင့်မလို့အရှင်ဘုရားတရားဒေသနာဟောကြားချီးမြှင့်ပါဘုရားလို့ဧည့်သည်လူဘုရားရှင်ကိုရှောက်တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကနေပြီးတော့မှ ဘသူကိုအဦးဆုံးတရားဟောရရင်ကောင်းမလဲဆိုပြီးတော့တရားဟောဖို့စိတ်ညှို့လိုက်တဲ့အခါဘုရားရှင်ဟောအပ်တဲ့ဓမ္မတွေကိုတလုံးမကြံရှင်းရှင်းလင်းလင်းသိမြင်နားလည်သဘောပေါက်နိုင်သူကိုရှာကြည့်လိုက်တဲ့အခါကျတော့တောထွက်လာတဲ့အချိန်ကာလတုန်းကဖယားရှင်နိခံခဲ့မှုတဲ့အဲ့ဒီမှာအာလာရနဲ့ဥဒကယသိကိုတွေ့တာဖြစ်ပါလေအာလာရယသိဟာကဘာပေါင်း900အထိတိနေမြင်နေတဲ့ဆွမ်းအာသမာတိရဲ့ဆွမ်းအာသူ့မှာ ြီးပြီးပြင်းပြင်းရှိပြီးပြီးဖြစ်တဲ့အတွက်ဖះရှင်ဟောအပ်တဲ့နက်နက်ခက်ခဲနှူးညံ့သိမ်မွေ့တဲ့တရားတွေကိုပြီးပြင်းစွာနာကြနိုင်တဲ့စွမ်းအတုမှနာနိုင်တဲ့နာရှိမယ်။ဒါကြောင့်အာလာရယတိကြီးကိုငါတရားဟောရရင်ကောမှာပဲလို့ဆင်ခြင်ကြည့်လိုက်တဲ့အခါအာလာရယတိဟာဘယ်ရောက်နေလဲလို့ဆိုပြီးဆင်ခြင်ကြည့်လိုက်တော့အာလာရယတိကနေပြီးတော့လွန်ခဲ့ပြီးတဲ့တပတ်လောက်ကနေပြီးတော့မှကွဲလွန်အနှိမ့်ဆက်ရောက်သွားတယ်ပဲဖယားနဲ့လွဲသွားတာ ဖယားနဲ့လွဲရင်တရားနဲ့လဲလွဲသွားတယ်ဖယားတရားနဲ့လွဲသွားပြီဆိုရင်မဲ့ညာဖူညာမှလည်းပဲလွဲသွားပြီဖြစ်တယ်ဒါဖြင့်ဒီလိုညာထက်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီလိုရှုံရှုံနဲ့နာသွားဖို့မသင်ဘူးဘယ်ဘဝမြတ်ရောက်နေလဲဘယ်ဘုံဌာနမြတ်ရောက်နေလဲရော့လေဘုံဌာနဘဝကိုငါဖယားတရားလိုက်ခေါ်မယ်ဆိုပြီးတော့နတ်ပြည်ချော့ထားမှာဖယားရှင်ရဲ့ညံတော်နဲ့လိုက်ပြီးရှာတာဘယ်ဘုံမှမတွေ့ပါဘူးမတွေ့တဲ့အခါမြမပြည်နဲ့ဆယ်မှာဖယားရှင်ကလိုက်ပြီးရှာတယ် တပုံမိတပုံ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 လိုက်ရှာတဲ့အခါတွေ့မှုတွေ့တဲ့အခါကျတော့အတင်ညတပြမဘုံမှာသွတ်တွေ့တာဖြစ်ပါလေအတင်ညတပြမဘုံဆိုတာကနာမဲရှိတယ်ရုပ်မရှိတဲ့ဘုံကြီးကိုရောက်နေတာဖြစ်တယ်တတဝါဒီမှာနာမဲရှိတယ်ရုပ်မရှိဘူးရုပ်မရှိနားမပါတရားဘယ်လိုလုံးနာမလဲတရားနာလို့မရောမျက်စိမှမပါအော်နာမမပါတရားနာမရတယ်လို့မျက်စိမှမပါဘူးဆိုရင်ဖះဘယ်လိုလုပ်ဖူးလို့ရမှာလဲဖះဖူးလို့မရတော့ 不要铺块，不要拿块，没事了的。对讲艾尼玛，雄雄那边，雄雄那边艾尼玛。第 <noise>，阿拉的有地基啊，阿拉罗，卡拉姆，阿拉罗，巴西有雄雄的，阿拉拉熟的，阿拉也打艾尼玛，雄雄那边，阿拉有地基哈，艾尼玛，雄雄那边，反正啊，泥牛在皮里，把雄的来着，每年铺年买雄雄在那皮里。 အဲ့ဒီပုဂ္ဂိုလ်ဒီဘုရားရှင်နဲ့တရားတစ်ကြိမ်နဲ့နာရယုံနဲ့အရဟတမေညာဖုန်ညာဆက်ရောက်နိုင်တဲ့စွမ်းအားတုမှရှိပါတယ်။သို့တော်လည်းဘုရားနဲ့လွဲတရားနဲ့လွဲတဲ့အခါကျတော့သူတို့တရားလဲသိခွင့်မရတော့ဘူး။ဘုရားလဲဖုခွင့်မရတရားလဲသိခွင့်မရတော့မေညာဖုန်ညာနိဗ္ဗာန်ကိုရခွင့်မရှိတော့ပါဘူး။အခုတည်းထိဓမ္မဘုံကြီးမှာအတ္တညာတ္တဓမ္မဘုံမှာရှိနေဆဲပဲဖြစ်တယ်။သူတို့အသက်ဘယ်လောက်နေရမလဲဆိုကဘာပေါင်း၈၄၀၀အထိနေရမယ်တဲ့။ဒါနဲ့နောက်ထပ်ဥဒကဆိုတဲ့ယသိကို ရှိသေးတယ်ဥဒကယသည်ကလည်းသူတိနေမြင်နေနဲ့စွာရှိတယ်သူတရားဟောရရင်ကောင်းမယ်ဆိုပြီးတော့ဥဒကယသည်ကိုပြန်ပြီးတော့ကြည်လိုက်တဲ့အခါကျတော့နဘေးကနေနတ်တရားတိတယ်ဗျာမြတ်စွာဘုရားရဲ့ဆင်ခြင်တဲ့ဆင်ခြင်ပုံကိုတိတဲ့အခါကျတော့အဲ့ဒီမှာအရှင်ဘုရားအဲ့ဒီဥဒကယသည်ကြီးကမနေ့ညနေခင်းရမှာကွယ်လွန်အနှိမ့်ဆရောက်သွားတယ်ဗျာဘုရားနဲ့တရက်ထက်ပဲလွှဲတယ်သူတရက်ထက်ပဲလွှဲသွားတယ်လွှဲသွားတဲ့အခါကျတော့သူလည်းပဲအဲ့လိုပဲ အဲ့ဒီမှာနာမည်ရှိတဲ့ရုပ်ရုပ်သာရှိပြီးနာမည်ရှိတဲ့ပုံပွားကိုသွက်ရောက်နေတယ်။ဒါကြောင့်သူ့ကိုတရားဟောလို့မရဘူး။ဒါကြောင့်မလို့အဲ့ဒီတရားဟောလို့မရတော့တဲ့အခါကျတော့ဘာဖြစ်လဲဆိုတဲ့အခါတရားဟောလို့မရတော့တဲ့အခါကျတော့အဲ့ဒီမှာဘသူတရားဟောရရင်ကောင်းမလဲလို့ဆင်ခြင်ကြည့်လိုက်တဲ့အခါကျတော့ပြင်ဆက်ဝက်ကီကိုမြင်တော်မူပါတယ်။ဖယားရှင်တော်ထွက်တော်မူလာတဲ့အခါကာလမှာဖယားရှင်တော်ထွက်လာတဲ့အခါမှာဝေယဝိဆာအမှုကြီးငယ်တွေပြုလုပ်ပေးတဲ့ ခိုးဖက်တုန်းကဘုန်းကြီးကပြောခဲ့ဘူးတယ်လေဟိုတုတ်ကရစရိယာကျင်းတဲ့အခါတုန်းကပြောခဲ့ဘူးတယ်မလားဖခင်တော်မထွက်ခင်အဲ့ဒီမှာပြင်ဆိုရခင်ငါဦးစလုံးတော်ထွက်ကြတယ်လို့ဆိုတာလေဖခင်ရှင်တော်ထွက်လာတဲ့အခါကျတော့သူဘာဖြစ်လဲဆိုတော့ဖခင်ရှင်တော်ထွက်လာတဲ့အချိန်မှာဝုချီဝငယ်တွေပြုစုကြတာလှုပ်ကျွေးကြတာသူတို့ပြုစုလှုပ်ကျွေးပြီးတဲ့အခါကျတော့ဖခင်ရှင်ကနေ6နှစ်ပတ်လုံးအသက်အသံအပြင့်အထာဒုက္ခခံပြီးတော့ကျင့်တယ် ကျင့်ပေမဲ့လို့ဖယားအဖြစ်မရောက်လာတဲ့အခါကျတော့ဖယားအဖြစ်မရောက်လာဘူးမရောက်ဘူးဆိုတာကဘာလဲဆိုအကျင့်မကြီးကျင့်မိတယ်လို့လည်းပြောခဲ့ပြီးပြီနော်အတ္တကိလမထာနူယောကအကျင့်ကြီးကျင့်မိလဲတတ်ဖြစ်နေတယ်အဲ့ဒီကျင့်မိလဲတတ်ဖြစ်နေတဲ့အတ္တကိလမထာနူယောကအကျင့်ကိုဆွန်ပြီးတော့မှဒေနနီကုန်းကိုဆွန်ခံကြွားတယ်ဆွန်ခံကြွားလိုက်တဲ့အခါကျတော့အဲ့ဒီမှာပြင်စွဲကိငါးဥတွေကဖယားအပေါ်မှာမကြည်ညိုတော့ဘူးသူက အသက်အတန်အပြင့်ထန်ကျင့်တဲ့အခါကာလတုန်းကတောင်ဖယားမဖြစ်ပဲနဲ့အခုကရွာရုပ်ကိုပေါ်ဆောက်ပြီးတော့တပိတ်တလုံးနဲ့ဆွန့်လက်ခံစားနေတယ်အဲ့ဒီမှာဒီလိုဆွန့်ခံစားတဲ့အကျင့်နဲ့တော့ဖယားဖြစ်နေတော့မှမဟုတ်ဘူးတကယ်တော့ဒီနေရာမှာစဉ်းစားကြည့်မယ်ဆိုရင်ဘုဒ္ဓရှင်တို့ရဲ့တဘောဟာသူအမှားအဖြစ်ယုံကြည်အပ်တဲ့အရာမဟုတ်ဘူးသူတို့ရဲ့အတွေ့အမြင်အယူဆဆိုတဲ့အရာကခိုင်မြဲမှုရှိဘူးသူကအမှား ပြောမယ်ဆိုလို့ရှိရင်ဟိုကွန်တင်ညာဆိုတဲ့ပုံကိုကြီးอ่ะဖယားလောင်မွေးဖွာခါစားအချိန်ကလေးကနေပြီးတော့မှဖယားလောင်မွေးဖွာခါစားအချိန်ခါကလာမှာဟိုပုံနာပေါင်းတရရှိရောက်နေသူကလက္ခဏာကြီးငယ်ဖခိုင်းတာဖခိုင်းတဲ့အခါကျတော့သူ့ကိုယ်တိုင်ကနေအငယ်ဆုံးဖြစ်တယ်အဲ့တုန်းက၈၈နှစ်ပဲရှိသေးတယ်အငယ်ဆုံးကွန်တင်ညာကနေပြီးတော့လက်ညှိုးတစ်ချောင်းတည်းထောင်ပြီးတော့မှဟို တချို့တချို့ဘုံသားတွေကနေပြီးတော့အင်ယာဒီတောင်လူတို့ဘောင်မှာနေရင်ဆက်ကြမင်းဖြစ်နေတယ်။အင်ယာဒီတောင်လူတို့ဘောင်ကနေဆုံးခွာပြီးရေသေးဟန်ပြုတ်မယ်ဆိုရင်ဖျားဖြစ်နေတယ်လို့စကားနှစ်ခုပြောတာ။အဲ့ဒါကြောင့်သုတ္တဒနာမင်းကြီးသဘောကျပြီးတော့ဘာလို့လဲဆိုဆုတော်လက်တော်တွေပေးတာ။ကွန်တင်ညာဘုံသားကြတော့သူ့ပေတင်အရတွဲကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲသူ့ရဲ့နှက်ခါတွေကပတ်တွေ32ပါသောလက္ခဏာကြီးနဲ့80သောလက္ခဏာငယ်ကိုအသေးချာစီစီပြီးကြည့်လိုက်တဲ့အခါကျတော့ ီကန်စင်စစ်ဖျားဖြစ်မဲ့ဆိုတဲ့ပုံကူကြီးဖြစ်နေတာဖြစ်နေတဲ့အတွက်ကြောင့်29 29နှစ်မှာဒူအိုဒူနာဒူဒေယဟန်နမိတ်ကြီးလေးပါမြင်ပြီးတော့ထွက်ပြီးတရားကျင့်လိမ့်မယ်တရားကျင့်ပြီးတော့မှဖျားဖြစ်လိမ့်မယ်35နှစ်ဖျားဖြစ်လိမ့်မယ်လို့သူပြည်တင်ကထွက်တာထွက်တဲ့အတိုင်းသူကယုံကြည်တာယုံကြည်တဲ့အတွက်ကြောင့်မလုပ်လဲဆိုတော့အဲ့ဒီမှာသူကိုယ်တိုင်ကနေဖျားတော့မထွက်ခင်ကျူတင်ပြီးတော့ထွက်ပြီးတော့အခုဖျားဖျားဟောတဲ့တရားဥဒမဆက်ကြနာအောင်လို့တဲ့အခု ဖះကနေဖះလောင်းကနေပြီးတော့မှဘာလုပ်လဲဆိုအစာဟာရစားတော့တဲ့အခါမှာပြန်လဲပြီးစားတော့တဲ့အခါမှာဖះလောင်းပေါ်မယုံတော့ဘူးဆိုဟာဖះတော့မဖြစ်တော့ဘူးကွာဖះဖြစ်တော့မှတော့မဟုတ်ဘူးအသက်အပန်းအပြင်းထန်တလောက်ကျင့်နေတော့မှမဖြစ်တဲ့ကိစ္စကိုအဲ့ဒီမှာဘာလုပ်လဲဆိုတဲ့အခါအခုအစာစားပြီးတော့ပြန်ကျင့်တော့ဘလို့မှမဖြစ်နိုင်ဘူးဖြစ်နိုင်ခွင့်လည်းမရှိတော့ဘူးတို့ဟာတို့သွားကျင့်ကြပြီးတော့ဗျာဆိုဖះလောင်းကိုကြောက်ခိုင်းပြီးလန့်ခွဲစားကြတာ လန့်ခွဲစားကြတာအဲ့ဒါသူ့ပေဒင်းတော်သူ့ပေယုံတော်တဲ့သဘောတည်းရောက်နေတယ်ဗောအမားဆိုရင်သူအပြည့်ဝယုံကြည်တတ်တဲ့သူ့ရဲ့ပေဒင်းသူအဲ့ဒါတော့မှသူသူ့အတော်သူမယုံတော့ဘူးဖယောင်းစွန့်ပြီးတော့သွားတာဖယောင်းလောင်းကိုစွန့်ပြီးသွားတဲ့အခါမှာဖယောင်းလောင်းအတွက်တော့အခွင့်ကောင်းရသွားတယ်ဗောသူတို့ရှိရင်ရှောက်တော်ရှောက်သေးတယ်အမားတရားလောက်အားထုတ်တယ်ဆိုတာကတယောက်ထဲမှာပို့ပြီးတော့ရှင်းတာဟိုတယောက်အေရန်တော့အရန်ဘိတ်ခွေမက်ဂေါ်လို့တော့ဘိတ်ဖယောင်းဟောတယ်နိုင်ငံသွားရ သွားတဲ့နေရာမှာတကြောင်ဒီသောလမ်းနဲ့အဲ့ဒီတကြောင်ဒီသောလမ်းလမ်းကတကြောင်ဝဲရှိတယ်တဲ့အဲ့ဒီမှာအဲ့ဒီတကြောင်ဒီသောလမ်းဆိုတာကတယောက်ထဲပဲသွားမရလေနေရောက်တွဲသွားလို့မရဘူးငါးရောက်၆ရောက်ကြီးသွားလို့မရဘူးတယောက်ထဲသွားမရလေတစိတ်ထဲလဲထားမရလေတယောက်ထဲလဲသွားမရလေအញ្ញနေလို့နေသလိုမိသားစုကြီးနဲ့သွားလို့မိသားစုကြီးနဲ့နိုင်ပါမဝင်နိုင်ဘူးမိသားစုလိုက်နိုင်ပါဝင်ရတဲ့အမျိုးမဟုတ်ဘူးတယောက်ထဲသွားမရတာဖြစ်တဲ့အတွက်အခုက ြင်စိဝဲကငါးပါးစလုံးဟာဖယားရှင်ရဲ့နဘေးနာခွာသွားပြီဆိုတဲ့အခါဖယားတွင်ဖယားရှင်အတွက်အတော့အခွင့်ကောင်းပဲပေါ့ဖယားလွန်တော်အတွက်နော်အခွင့်ကောင်းဖြစ်တယ်အဲ့ဒါနဲ့သူတို့စွန်သွားပြီးတော့ဘယ်မှာလာနေလဲဆိုတဲ့အခါဒီဒီမိဂတဝုံမှာပဲလာနေတယ်အဲ့ဒါမနဲ့ဖန်နေဆာမှာအဲ့ဒီမိဂတဝုံမှာမိကတဝုံမနဲ့ခနဲ့ဆာမှာသွားမယ်ဒီနေ့ညနေခင်းတော့အချိန်ရှိသေးရင်တော့ဟိုဘက်ကိုသွားမယ်ဟိုဘက်ကဟိုတတ်တော်တိတ်ရှိတယ်ဒီဟိုတတ်တော်တိတ်ပေါ့အဲ့ဒီကိုသူသွားကြမယ် ဲ့တော့ကအခုလောလောဆယ်မှာတော့ပြင်စွဲကိငါဦးတွေဟာသူဝေယဝိဆာအမှုကြီးငယ်တွေကိုကျေးဇူးပြုခဲ့ဖူးတာရှိတယ်ကျေးဇူးရှိတယ်ဒါကြောင့်သူတို့ငါတရားဟောမယ်ဆိုပြီးဖယားရှင်ကနေပြီးတော့မဟာဗုဒ္ဓပင်ရဲ့ဝန်ချင်မှာဗနေရနေလဲဆို49ရက်ဗနေရပါလေ49တနည်းအား9ရက်9ရက်9ရက်ခွန်ခွန်လီ49အဲ့ဒီ49ရက်မာတက်ရတရားသုံးခုနဲ့ကဆုံလာပြီးနေမှာဖယားဖြစ်တော်မူတယ်လေ ဖယားဖြစ်တော်မူပြီးတဲ့နောက်မှာဖယားဖြစ်တော်မူပြီးတဲ့နောက်မှာနောက်ထ49ရက်တတတတဟာမှာ49ရက်တနေ့ရ9ရက်တနေ့ရ9ရက်တနေ့ရ9ရက်9နေ့ရဆို49ရက်49ရက်ပြည့်မြောက်ပြီးတဲ့နောက်9ရက်ထပ်နေသေးတယ်လို့တချို့စာပေမှာတော့တွေးတာရှိပါတယ်အဲ့တော့တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဝါဆိုလာထဲရောက်သွားပြီပေါ့ဗျာအဲ့ဒီမှာ49ရက်ကို49ရက်ဆိုတော့ကဆုံလာပြည့်ရနေပြီးတော့ ဖျက်ဖြစ်တယ်ဆိုတော့တလခွဲကျော်သွားပြီပေါ့ဟလား49ရက်ရက်90ဆိုတဲ့အခါကျတော့90ကျော်ကျော်ဆိုတော့တလခွဲကျော်သွားပြီတလခွဲဆိုနေုံလအဲဟမ်ဝါစုလရောက်သွားပြီဟလားဝါစုလတည်းရောက်သွားပြီဝါစုလတည်းရောက်သွားတဲ့အခါမှာဗုဒ္ဓဘုရားရှင်ကမာတဂရတရား3ခုနဲ့ကဆုံးအဲ့ဒီဝါစုလဆန်းဒီဟိုမဟာဗုဒ္ဓရနေဒီလိုဆိုလို့ရှိရင်ဝါစုလဆန်းဆယ်ရက် 17ရက်လောက်ဒီဟိုကနေပြီးတော့မှအဲမာဘုတ်ဒီကနေပြီးတော့ဝါဆူလဆန်း17ရက်လောက်ဟိုကနေထွက်လာလိမ့်မယ်ထွက်လာတဲ့အခါတနေ့ကိုဒီဒီဦးကြတော့သူကမိန်မောင်းနဲ့တွေ့ကြည့်မယ်ဆိုရင်145မိန်ရှိတယ်ဒီဦးရောက်လာတာ145မိန်ရှိပါတယ်အဲ့ဒီ145မိန်ကိုတော့လေးရက်နှရက်လောက်နေတော့ရော့နေတယ်လို့တော့ဘုန်းကြီးတို့နေနေပါပဲအဲ့တော့ဒီနေရာရောက်လာတဲ့အခါကျတော့ဒီနေရာ ဖယားရှင်ကနေပြီးတော့မှဒီနေရာလန့်ခုလတ်တနေရာမှာတော့လူတယောက်တွေ့ခဲ့သေးတယ်လူတယောက်တွေ့ခဲ့သေးတာကဘာတူလဲဆိုဥပကလို့ခေါ်ပါတယ်ဥပကတရားခေါ်မယ်ဆိုတဲ့အခါကျတော့လန့်ခုလတ်တနေရာမှာဥပကနဲ့တွေ့တာဥပကနေပြီးတော့သင်သင်နာမည်ဘယ်လိုခေါ်လဲလို့မေးတဲ့အခါကျတော့ကျုံနာမည်အနန္တစိနလို့ခေါ်ပါတယ်ဖယားကအဲ့ဒီစကားဖြေခဲ့ပါတယ်အနန္တဆိုအဆုံးပိန်ချမရှိ ရှိနာဆိုတာအောင်မြင်သူလို့အဓိပ္ပာယ်ရပါတယ်အနန္တရှိနာဆိုတာအဆုံးအပိန်းချမရှိအောင်အောင်မြင်သူလို့ပြောတဲ့အတွက်အဲ့ဒီမှာဒီဥပကဆိုတဲ့တက္ကတွင်းရသူကတက္ကတွင်းဆိုတာလည်းပဲသူကလွတ်မြောက်မှုရှာနေတဲ့သူပဲသို့တော်လည်းဖရာကိုကြည်ပြီးတော့ဥပတိရုပ်တွေတိုက်ခေါ်အင်္ဂါကြီးငယ်နေမျက်နှာလေးလည်းကြီးနေတာပဲရုပ်ရှင်အင်္ဂါကလည်းတန်ရှင်းနေတာပဲတဲ့လိုပုဂ္ဂိုလ်ကအောင်မြင်သူလို့ပြောတာ ဖြစ်နိုင်တယ်လို့ဆိုပြီးတော့သူကအဲ့ဒီဖယားကြောက်ခိုင်းပြီးထွက်ခွာသွားတာအန်နော်ဒနိစကားဆိုင်နဲ့ဥပကနဲ့ပတ်သက်တဲ့အကြောင်းကိုနည်းနည်းပြောပြတာပေါ့ဟလားအဲအဲ့ဒါကတော့ဟုတ်ကုတ်သိမ့်နိုင်ယုံဖယားပြိနိဗ္ဗာန်စံခန္ဒီအချိန်ခါကာလမှာသူနဲ့ဆက်ဆက်တဲ့အကြောင်းအရာကိုပြောပြမယ်နော်အဲ့တော့အခုလောလောဆယ်မှာတော့ဖယားရှင်ကဥပကနဲ့တွေ့ပြီးတော့ဒီဘက်ကိုကြွလာဒီကိုကြွလာပြီးတဲ့အခါကျတော့ဒီနောက်ရောက်တဲ့အခါကျတော့ဟို မိကတဝုံကအရင်တော့ကဒီရရင်မိကတဝုံရဲ့ဝင်းမဲ့တာမိကတဝုံဆိုတာဒီတော့ရမိကတဝုံဆိုတဲ့တော့ရဲ့ဝင်းတဲ့ကိုရောက်လာတဲ့အခါဖယားရှင်ကနေပြီးတော့ကြွလာတဲ့ဆိုတဲ့အခါအဲ့ဒီမှာပြင်းစွဲကင်ငါဥတွေကနေပြီးတော့ဟိုးမှကြည်ရဟန်းကောဓမလာပြီတဲ့အဝေးကနေလမ်းမြင်တယ်ဒီကနေရဟန်းကောဓမအီတော့ရဟန်းကောဓမအီတော့သူတရားမတွေ့ဘူးဗျာဒုနာကိုလိုက်လာကြပြီခတ်တီတီနဲ့နေကြဆို့ ဘသူမှမေးလဲမမေးနဲ့ခေါ်လဲမခေါ်နဲ့ပြောလဲမပြောနဲ့အမှန်တရားဟောဖို့လာတာဖះဖြစ်ပြီးတော့တရားဟောသူတို့ထင်တာကဒီလောက်ထင်းနဲ့ဖះမဖြစ်နိုင်ဘူးဖះဖြစ်ပြီးတော့နလဆိုတော့နလသုံးလာတယ်ဥမာ6နှစ်ချင်းလုံးမှမဖြစ်ဘူးဆိုတော့သူတို့ရင်ထဲမှာစွဲနေတာစွဲနေတာဖြစ်တဲ့အတွက်တရားဖះဖြစ်လာတယ်လို့ဆိုတော့အတိသူတို့မှဘလို့မှမထင်ပါဘူးဒါကြောင့်ယဟန်ဂေါတမလို့ပဲခေါ်တယ်အမယံကောတမကြီးကကလကလနေကြွာယူကိုပေါ်ဆောက်ပြီးပုံကန်ကြီးအောင်လို့တပိတ်တလုံးလွယ်ပြီးတော့မှအဲ့ဒီမှာ ဘုံကြီးကြောင့်ကန်ကြီးကြောင့်လတ်လာပါဘောကြောင့်ရှာရင်းနဲ့ငါတို့ရှီရောက်လာပြီကွာခတ်တီတီနဲ့နေကြကွာဘယ်သူမှမမေ့နဲ့တပိတ်လည်းမယူပိနဲ့သင်္ကန်းလည်းမယူပိနဲ့အာဂတိကကိုလောက်ထားကြတယ်အဲ့ဒီသင်္ကန်းလည်းမယူပိနဲ့တပိတ်လည်းလမ်းမယူပိကြနဲ့ခရီးဦးလည်းမကြိုဆိုကြနဲ့သူတင့်တဲ့နေရာသူနေပါစေကွာဒါပေမဲ့သူ့အတွက်တော့သူကပြင်းမြတ်တဲ့အမျိုးကနေမွေးဖွားလာတာဖြစ်တဲ့အတွက်နေရာတော့ခင်းပေးရမယ်ကွာ အိန္ဒိယနိုင်ငံမှာအမျိုးစဆိုတာရှိတယ်အမျိုး၄ပါးဆိုဖယက်ပွင့်တဲ့ကတည်းကလူရှင်ရဲ့မျိုးရယ်ကုံသွယ်မျိုးရယ်နောက်ပြီးတော့မှပုံသားမျိုးရယ်မိမျိုးရယ်လို့၄မျိုးရှိတယ်ဒီနေ့လည်းပဲအဲ့ဒီဆတ်စနစ်ဝါဒတွေကိုရှိပါသေးတယ်အဲ့ဒီအမျိုး၄ပါးထဲမှာမိမျိုးဟာဖယက်ပွင့်တဲ့အခါတုန်းကအမျက်ဆုံးတဲ့ဒါကြောင့်သူကအမျိုးမြတ်တဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်သူ့အတွက်တော့နေရာခင်းထားပေးမယ်သူခီးဦးမချူဆူနဲ့ဆိုပြီးဂတိကဖို့ခံထားကြတာ ဲ့လိုလောက်တဲ့အထပင်မဲ့လို့ပြင်စဝက်ကြီးတွေဖျက်တွေ့တဲ့အခါမနေနိုင်ဘူးဗျာဖျက်ရှင်ရဲ့ဘုံတော်ကံတော်ညာတော်တကူတော်မေတ္တာတော်ကရုဏာတော်ရဲ့စွန့်အပ်တတ်သည့်အလွန်အမတန်အောစရာကောင်းတယ်သူတို့သူတို့ပေးထားတဲ့ဂတိကဝတ်တွေအကုန်လုံးဖြဲပြီးတော့မှအဲ့ဒီမှာတပတ်ကတပီတော်သင်္ကန်းပေးပါဖျက်နောက်တပတ်ကနေပြီးတော့မှဘာလို့တပတ်ကသင်္ကန်းပေးပါဖျက်နောက်တပတ်ကသပိတ်ပေးပါဖျက်နောက် အဲ့ဒီမှာတပတ်ကနေပြီးတော့မှခရီးဦးကျုံဆိုးတပတ်ကနေရထိုင်ခင်းခင်းတပတ်ကနေခြေစိအင်းပြင်အဲအဲဒီနေရာမှာအဲ့လိုလောက်ကြတာဒီနေရာဒီနေရာအဲ့ဒီပြင်စဝိတ်ကငါဦးတို့ကနေပြီးတော့မှခရီးဦးကျုံဆိုးတဲ့နေရာဖြစ်ပါတယ်တောက်ဒီနေရာကိုအဲ့ဒီမှာခရီးဦးကျုံဆိုးတဲ့နေရာကိုအထိတ်အမှတ်အဖြစ်နဲ့ဖယားရှင်ပြိဋိဘံစံပြီးတဲ့နောက်နေပေါင်း235နှစ်အုပ်စင်နေနေငါ ါတလိပုတ်အုတ်ချုပ်စူးစံနဲ့သီရိဓမ္မဒေါကမင်းလက်ထက်ရောက်တဲ့အခါရေတွင်းပေါင်း၈400ရေကန်ပေါင်း၈400ကြောင်းပေါင်း၈400စီဒီပေါင်း၈400ကြားမှုတယ်မလားအဲ့ဒီစီဒီပေါင်း၈400တည်တဲ့နေရာမှာဒီနေရာလေဖယားရှင်နဲ့ဖယားရှင်ရဲ့အိုပြင်စဝက်ကငါဥကိုဖယားရှင်ကနေပြီးတော့ကျိုးဆိုတဲ့နေရာဖြစ်တဲ့အတွေ့အဲ့ဒီကျိုးဆိုတဲ့နေရာဟာအထိတ်မှ ဖြစ်တဲ့နေဆိုပြီးတော့မှဒီနေရာမှာပဲ ဖီအမစီဒီတော့ဒီထက်ကိုယ်ကပူစော်တာဖြစ်တယ်နော်ဒီစီဒီအဲဒီစီဒီကိုတော့ချော့ခန်ဒီစီဒီလို့ခေါ်ပါတယ်ချော့ခန်ဒီစီဒီတဲ့အဲ့ဒီကဒါကပြင်စဝဲကင်ကဥတို့ကဖះရှင်ကိုခီဥဂျုံဆိုတဲ့နေရာပဲဖြစ်ပါတယ်နော်ခီဥဂျုံဆိုပြီးတော့မနေ့ဖန်နေ့နဲ့ဇာမအဲ့ဒီမှာတရားဓမ္မစကြာတရားဥဟောတဲ့နေရာကိုတို့သွားကြတယ်ဘောဟလားအဲ့တော့ဖះဥတရားဥဟောတဲ့နေရာအဲမသွားခင်ဒီမှာ ဖယားရှင်ကိုကြိုဆိုတာဟိုသူတို့အတိတ်ထန်နေပြုထားပြီးသားဆုံးဖြတ်ချက်ချထားပြီးသားဥစ္စာကိုသူတို့ကိုတိုင်ကမနေနိုင်မဲနဲ့ခရီးဦးကြိုဆိုလက်သားဖြစ်နေတာဘာကြောင့်လဲဆိုဗုဒ္ဓရဲ့ဓမ္မတဆွမ်းအားပဲဖြစ်ပါတယ်။ဘာရဲ့ဆွမ်းအားလဲ။ဗုဒ္ဓရဲ့ဓမ္မဆွမ်းဗုဒ္ဓရဲ့ဘုံတော်တ၊ကံတော်တ၊ဉာဏ်တော်တ၊တကူတော်တ၊မေတ္တာတော်တ၊ကရုဏာတော်တ၊ခန္တီတော်တတို့ဟာတတ္တဝါတွေကိုအလွတ်လို့ညှို့ပြီးတော့ ဆွဲဆောင်ပြီးသားစီယုံပြီးသားဖြစ်သွားတယ်နော်အလိုလိုတခွန်းမှပြောစရာမလိုဖခင်ရှင်ရဲ့ရွှေမျက်နှာတော်ကိုဖူးတွေ့ရသည်နဲ့တပြိုင်နက်တည်းကြီးညိုမှုလေးစားမှုဓာမောထားမှုအသည်သည်ဖြစ်မလားဟုတ်လားဖြစ်ပါပါဘာတကြောင့်မလဲဗုဒ္ဓရဲ့ဓမ္မတာပြောဆောင်ဗုဒ္ဓရဲ့ဓမ္မတာအေးဒုဒုတော်ကောင်းလဲဗုဒ္ဓရဲ့ဓမ္မတာတွေအနေငယ်လေးများဟိုရအောင်နည်းနည်းလေးအချိန်ရှိတယ်15မိနစ်လောက်တရားထိုင်ကြအောင်နော် ဖေဗုဒ္ဓရဲ့ဓမ္မတတ်တွေကိုရရှိဖို့ရိတ်တွက်ကဲလူတတ်မယ်ဘုံတော်၆ဆောင်းကုံတော်ကိုပါတို့နဲ့ပြည့်စုံတော်မူသောရှင်တော်မြတ်ဖေယားဖေယားတပည့်တော်ဤယုံနာနှပါခန္ဓာ၅ပါးကိုတရားအလုံးပွားများအထုံနေစီအချိန်ကာလအတွင်း၌ရှင်တော်မြတ်ဖေယားအာအနန္တလူရမဤ ်ရှင်တော်မြတ်ဖရာသည်ဖရာတပည့်တော်ကိုတနာချီမြောက်ဆောင်းလျှောက်သောအဖြစ်ဖရာတပည့်တော်နှင့်သင်လျော်လျော့ပကောင်းမြတ်သောကမ္မထန်တရားကိုချီးမြှင့်ဘေးသနာတော်မူပါအရှင်သူမြတ်ဖရာသာဒုသာဒုသာ